မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှရဲ့တာအောင်ပြေစုံနဲ့တမိခင်သီရိတပ်မတော်ကမြန်မာနိုင်ငံတော်ဝန်လုံးမှစီးပွားရေးလုပ်ငန်းများစွာကိုအကြီးအကျယ်လုပ်ကိုင်နေတော်လဲစစ်ကောင်းစီလက်အောက်ခံဝန်ထမ်းများနဲ့ဇနီးသားသမီးများကိုရောစီးပွားရေးလုပ်ကိုင်ခြင်းမပြုရန်ပြုတ်ဝက်အမိတ်ညွှန်ကြားချက်တရက်ကိုထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကနန်းစီဒီယံဝန်ထမ်းများအနေနဲ့ ်ပြင်ပစီးပွားရေးများကိုမလုတ်ကန်ရန်တားမြစ်ကြောင်း ထုတ်ပြန်လာပါတယ်ဝန်ထမ်းချင်းဝနိုင်ငံဝန်ထမ်းဥပဒေနဲ့မြို့ဥပဒေများအရာနိုင်ငံဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေတိုက်ရိုက်ဖြစ်စေတွဲဝိုက်ပြီးတော့ဖြစ်စေဆက်ဆက်မှုရှိတယ်သို့မဟုတ်မိမိတို့ရဲ့ဇနီးသားသမီးများအမိခံပြီးတော့အခြားပြင်ပစီးပွားရေးလုပ်ငန်းများမှာလုံခြုံဆောင်ရွက်ခြင်းမျိုးမပြုလုပ်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်နိုင်ငံဝန်ထမ်းများအနေနဲ့စီးပွားရေးလုပ်ငန်းများကိုမလုပ်ဆောင်ရန်1940ပြည့်နှစ်အစိုးရဝန်ထမ်းများကျင့်ဝတ်နေဥပဒေများ2004ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ဝန်ထမ်းကျင့်ဝတ်အပိုက်၈မှာ၎င်း2013ခုနှစ်မတ်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။နိုင်ငံဝန်ထမ်းဥပဒေပုံမှ38မှာ၎င်း2014ခုနှစ်မတ်လ26ရက်နေ့မှာထုတ်ပြန်ခဲ့တယ်။နိုင်ငံဝန်ထမ်းဒီဥပဒေပုံမှ290မှာ၎င်းပြထမ်းထားတယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီညွှန်ကြားချက်များအလုံးကိုဝန်ထမ်းများအလုံးသိရှိလိုက်နာရမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။မင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ကတော့ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုနာမည်အမျိုးမျိုးကုမ္ပဏီအမျိုးမျိုးနဲ့လုတ်ကင်လျက်ရှိပြီးတော့အောင်ပြေဆောင်ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေထဲမှာဖုံးမြပြေဆောင် Sky One မြန်မာစစ်သူကြီးမင်းတရားကြီးဝင်းနင်း Sky proof of အောင်မြင်မှုမင်း insurance company mitel telecom share ရှင် azura beach resort anm maha company limited ငင်းချမ်းပြည်စုံ manufacturing and trading company limited စတဲ့ကုမ္ပဏီများစွာကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။အောင်ပြည်စုံရဲ့ကုမ္ပဏီများဟာစစ်တပ်ရဲ့စောက်လုပ်ရေးတန်တာ ဝင်းကြီးဌာနများရဲ့စောက်လုပ်ရေးတန်တာများစွာကိုလည်းရရှိထားပြီးတော့ဥပမာအားဖြင့်ရန်ကုန်မှာရှိတဲ့အမှတ်၁ဆက်စေးရုံအထူးကူစင်တာပြည်ဦးလွင်ဂရင်း900တင်စာကုဆေးရုံအပါအဝင်စစ်တပ်နဲ့တပ်ဆိုင်တဲ့စောက်လုပ်ရေးလုပ်ငန်းများအလုံးဒလမှာရှိတဲ့တော်ပီဒိုဆက်ရုံအပါအဝင်တင်တာများစွာကိုလည်းရရှိလုပ်ကင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ကကြောက်ဖြူရေနဲ့စီမံကိန်းကစိတ်ကန်းဆိုင်ရာ project စစ်တွေစိတ်ကန်းစီမံကိန်း project ရန်ကုန်မြို့မြောက်ရီမီဒီယာစင်တာတိဆောက်ရေး project တောင်ကလာပခောက်ကွင်းပြင်ဆင်မှု project ရုရှား73စီဝေယူရေးကော်မတီလိုမျိုးစစ်တပ် project များဆိုလာပြားများတင်သွင်းခြင်းနဲ့ဆိုလာဓာအပိတ်ဆက်ယုံများကိုတိဆောက်ရေးလုပ်ငန်းများလည်းလုပ်ကင်ခွင့်ရရှိထားတယ်လို့သိရပါတယ်။မင်းအောင်လိုင်းရဲ့တမင်ခင်တီရီတမုံကတော့အမှုပညာရှင်များနဲ့ဖြော်ပြရေးလုပ်ငန်းများကို7 sense ရုပ်ရှင်ထုတ်လုပ်ရေး SM winner ထုတ်လုပ်ရေးစတဲ့အမည်အမျိုးမျိုးနဲ့လုပ်ကင်နေပြီးတော့ပြည်တွင်းထဲကို MPK Motor Company Limited ကုမ္ပဏီအပါအဝင်ကုမ္ပဏီများစ ွာကိုတည်ဆောင်ပြီးတော့လျှက်စစ်ကားများကိုတင်သွင်းခြင်းလျှက်စစ်ကားအားသွင်းရုံများကိုတည်ဆောက်ခြင်းများကိုလုပ်ကင်ခွင့်နေရရှိထားကြောင်းတရင်ရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းဝေါ်မြုံနယ်မှာ PDF ရဲဘော်များကိုစိန်ခေါ်ထားတဲ့ပြူစော်တီခေါင်းဆောင်ရဲ့နေအိမ်ကို drone နဲ့ဘုံးကျဲတိုက်ခတ်ရောက်စစ်သားနှစ်ကောင်တိုက်ဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်မနေ့ကမက်စလာ၁၈ရက်နေ့ညနေ၆နာရီခန့်ကဝေါ်မြို့နယ်စစ်တောင်းမြစ်ကမ်းတော်မှာရှိတဲ့လက်ပံချေးရွာပြူစောတိခေါင်းဆောင်အောင်ကြီးရဲ့နေအိမ်မှာစစ်သားနဲ့ပြူစောတိများစုဝေးနေတဲ့အချိန် drone နဲ့တောင်ကျိုစစ်ကြောင်းကဘုံးကျဲတိုက်ခိုက်ခဲ့ရာစစ်သားနှစ်ကောင်တိတ်ဆုံးပြီးတော့ပြူစောတိခုနှစ်ဦးအပြင်းထန်ရရှိကမြေကျိုးဆေးရုံကနေတောင်ကုန်ဆေးရုံကိုပို့ဆောင်ကူတာထားတယ်လို့သိရပါတယ် PDF တွေကိုစိန်ခေါ်ထားတဲ့ဝေါမျိုးနဲ့လက်ပံရွာကပြူစောတီခေါင်းဆောင်ရဲ့နေအိမ်ပေါ်ကိုဒရုန်းပုံးသီးတွေချပြီးတော့တိုက်ခိုက်ခဲ့တာပါစစ်တောင်းမြစ်ဘေးကရွာတွေထဲမှာသူ့ရွာကပြူစောတီအင်အားအထောက်ဆုံးပါပဲစစ်ခွေးနှကောင်တေးတဲ့ပြူစောတီခုနှစ်ကောင်ကတော့မြေချိုးအေးဆေးုံကနေပြီးတော့တောင်ငူဆေးုံကိုပို့လိုက်ရတယ်လို့သိရတယ်လို့ဝေါမျိုးနဲ့ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်ဝေါမျိုးနဲ့စစ်တောင်းမြစ်ကမ်းနာမှာရှိတဲ့ခြေရွာများမှာလက်ပံခြေရွာဟာပြူစောတီအင်အားအထောက်တင်းဆုံးရွာဖြစ်ပြီးတော့ ပြူစော်ဒီအင်အား30ကျော်ရှိတယ်လို့သိရပါတယ်ပြူစော်ဒီခေါင်းဆောင်အောင်ကြီးဟာ PDF ရဲပေါ်များကိုစိန်ခေါ်ထားသူတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းကျွန်းစုမြို့နယ်မှာစစ်သည်မောင်းအုပ်စုတိုက်ခိုက်ခံရပေးတဲ့နောက်ဒဏ်ရာရရှိခဲ့တဲ့ရေတပ်သားနှစ်ဦးကိုဗိမ်းမြို့ကိုပို့ဆောင်တဲ့အချိန်မှာလမ်းခီးမှာတင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ73ရက်နေ့မှာကျွန်းစုမြို့နယ် မိုင်းထွေးကြီးရွာနဲ့ရှောင်းတော်မော်ကြီးရွာဘက်ကနေတက်လာတဲ့အချမ်းမဲ့စစ်တပ်ရဲ့ရေတပ်က134စစ်တင်းမော်အပါအဝင်တင်းမော်နဲ့စီ74နဲ့စီ fiber လေးငယ်3စီးပါဝင်တဲ့အုပ်စုကိုတော်လိုင်းတပ်ဖွဲ့များကဝင်းတောင်ကြီးရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရေတပ်ကတပ်သား2ဦးကိုအချမ်းမဲ့စစ်ကောင်စီတပ်သားများက74နဲ့ခိုးထုတ်ပြီးတော့ဗိမ်းမြို့ဘက်ကိုပို့ဆောင်တဲ့အချိန်မှာလမ်းခီးမှာတိတ်ဆုံးသွားတယ်လို့သိရပါတယ်ဒီကောင်တွေကသူတို့ဘက်ကထိထားတာကိုပြည်သူတွေသိမှာဆိုလို့74နဲ့ဘိတ်ကိုခိုး ီးတော့ပို့တာလမ်းမှာတေသွားတယ်လို့သိရတယ်လို့ကျိုးစုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကျိုးစုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မင်းနဲ့အနေငယ်ကအပြက်လန်ထိပိတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာမလေးရှားကိုတွားရောက်အလုလုကြမယ်မြန်မာလူငယ်၁၉ဦးကိုတရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းအာဏာပိုင်များကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ၁၈ရက်နေ့ထိုင်းနိုင်ငံကနေ၁၀မလေးရှားနိုင်ငံကိုတွားရောက်ရန်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလူငယ်၁၉ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာလူငယ်များကရေလမ်းကြောင်းကနေ၁၀ဝင်ရောက်ရန်စူးစမ်းခဲ့ကြတယ်လို့သိရပါတယ်ထိုင်းအာဏာပိုင်များကအနောက်ရောက်တပ်ပေါ်လင်းအစနဲ့ဖုံးအုပ်ထားတဲ့တန်တရား ဖြစ်ဖွယ်လေတစင်းကိုတွေးရှိရတဲ့အတွက်ရက်တန့်ခိုင်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီလေဟာထွက်ပြေးတဲ့အတွက်လိုက်လံဖမ်းဆီးရမှာလေပေါ်မှာပါလာတဲ့မြန်မာလူငယ်၁၉ဦးကိုတရားမဝင်ခေါ်ဆောင်လာတာကိုတွေးရှိခဲ့ရတယ်လို့ပြောပါတယ်။လေမောင်းသမားထိုင်းနိုင်ငံသား၂ဦးနဲ့အတူမြန်မာလူငယ်၁၉ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာလူငယ်၁၉ဦးဟာတယောက်ကိုထိုင်းဘက်ငွေ၁၀၀ခွဲကနေ၂၀၀ခွဲအထိပေးပြီးတော့မလေးရှားနိုင်ငံမှာတွားရောက်အလုပ်လုပ်ကြရန်ထွက်ခွာလာကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ငတရော်ရွာကိုအချမ်းဘတ်စစ်တပ်ကစီးနှင်းမီးရှို့ပြီးတော့ပြည်သူများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်နေတဲ့အတွက်ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်6နာရီခွဲကစတင်ပြီးတော့ငတရော်ရွာကိုအချမ်းဘတ်စစ်ကောင်စီတပ်သားများကဝင်းရောက်စီးနှင်းပြီးကျေးရွာအတွင်းကနေအိမ်များကိုမီးရှို့ဖျက်ဆီးတာ ရွာတွေကထွက်ပြေးတဲ့ပြည်သူများကိုလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်နေခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာငတရော်ရွာအပါအဝင်အနီးအနားမှာရှိတဲ့ခြေရွာများကိုပါရန်တမ်းပစ်ခတ်နေခြင်းကြောင့်လက်ရှိအချိန်မှာငတရော်ရွာအနီးဘက်ဝင်းကျင်မှာရှိတဲ့ခြေရွာများက ထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွရာကိုထွက်ပြေးနေရတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ရန်တမ်းပစ်ခတ်မှုကြောင့်ပြည်သူများဟာတကွဲတပြားနဲ့ထွက်ပြေးနေရပြီးတော့ထိခိုက်မဲ့သူရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။မနေ့ကဘီးဆက်ကုံရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ခွေးတွေကဒီနေ့မနက်မှာငတရော်ရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးတော့ဝင်ရောက်လာတာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေပါတယ်။မီးရှို့နေတုန်းကလည်းစစ်ခွေးတွေကလက်နက်ငယ်တွေနဲ့မနာတန်းကိုပစ်ခတ်နေတာစစ်ခွေးစစ်ကြောင်းကြောင့်အနီးနားပတ်ဝန်းကျင်ကခြေရွာတွေကပါထောင်ထဲချီတဲ့ပြည်သူတွေဟာအိုးအိမ်တွေကိုစုံခွာပြီးတော့ထွက်ပြေး းနေရတယ်ပြည်သူတွေလည်းတကွဲတပြားနဲ့ပြင်းနေရတာဆိုတော့ထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဆက်တဲ့စစ်ကြောင်းဟာရေစကြိုမြို့နယ်မှာရှိတဲ့ခြေရွာများကိုဇက်တိုက်မီးရှို့ပြီးတော့ပြည်သူ၁၈ဦးကိုဖမ်းဆီးတပ်ဖြတ်ထားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AMD တိုင်းလေးမြန်နာမျိုးနယ်အတွင်းကိုစစ်ကောင်စီတပ်ကမနေ့ကညပိုင်းကလေးရင်နဲ့ဘုံများကျက်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ18ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာလေးမြန်နာမျိုးနယ်ပသိမ်မုံရွာကားလန်ဘေးမှာရှိတဲ့ဝေကုန်းချေးရွာနဲ့တောရွာချေးရွာကြားထဲကိုစစ်ကောင်စီတပ်ရဲ့လေးရင်များကဘုံများကျက်ချခဲ့တယ်လို့သိရပါဗျ။ဘုံကျက်ချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့နေရာဖြစ်တဲ့အတွက်ထိခိုက်မှုတစုံတရာတော့မရှိဘူးလို့ဒေသခံပြည်သူတို့ကပြောပါတယ်။မနေ့ညဦးပိုင်းမှာ လေးမြနာမြို့နယ်ပသိမ်မုံရွာလမ်းကားလမ်းဘေးမှာရှိတဲ့ဝေကုန်းချေးရွာနဲ့တောရွာချေးရွာကြားကိုလေရင်နဲ့ဘုံကျဲချခဲ့ပါတယ်ရွာပေါ်မကြလို့တော်သေးတယ်အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲနဲ့စစ်ခွေးတွေကအခုလိုမျိုးလိုက်ပြီးတော့ဘုံကျဲနေတာပါပြည်သူတွေတော်တော်ဒုက္ခကြုံနေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လက်တလောလေးမြနာမြို့နယ်နဲ့ငတိုင်းကျောင်းမြို့နယ်အဆက်ရခိုင်ရိုးမတောင်ချေချေးရွာများမှာအေအေနဲ့တော်လိုင်းတပ်များရောက်ရှိနေတယ်ဆိုတဲ့စစ်တပ်လော်ဘီများရဲ့ဝါရဖြတ်မှုများကြောင့်စစ်ကောင်စီတပ်က စစ်အင်အားများဖြည့်တင်းခြင်းစစ်ကူစစ်ကြောင်းများကိုပုံမိုဆေလွတ်ခြင်းလက်လက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုများကိုလှုပ်ဆောင်လာခြင်းများရှိနေတယ်လို့သိရပါတယ်ဒေသခံပြည်သူတွေကတော့ခြေရွာများကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရိုးမအဆက်တွေမှာတော့ထိတွေ့တိုက်ပွဲဖြစ်တယ်ရွာသူရွာသားတွေကတော့အခုချိန်ရွာထဲမှာမနေရဲကြဘူးလောလောဆယ်တော့အကုန်ရှောင်နေကြရတယ်လို့လေးမြနာမျိုးနယ်ကစစ်ပေးရှောင်ကူညီသူတို့ကပြောပြထားပါတယ်အေအေကရခိုင်ပြည်နဲ့ထိဆက်နေတယ်အေယာဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအတွင်းကိုစစ်ကြောများခြိတက်ပြီးတော့ဖိုးစစ်များကိုဇက်တိုက်ဆိုးသလိုလှုပ်ဆောင်လျက်ရှိတယ်လို့ ဒေတာတွင်စည်ရိတ်တရင်မြင့်များထံကသိရကြောင်းတရင်ရရှိပါれခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရိတ်တရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါれခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း